တရားလုပ်တော့မယ်ဆိုလို့ရှိရင်ကာယမိမံတမတထာဒီမံကာယဣခန္ဓာကိုယ်ကြီးကိုတမတထာစောင့်ပြီးသုံးသပ်ပါကွာအကြခြင်းတင်မင်းကိုမိမဖြင့်ဒုရိတုပြီးခန္ဓာကိုယ်စောင့်ခြင်းနေမစောင့်ဉာဏ်လို့ရှိရင်လည်းဒီလိုလုပ်နေအသက်ကလေးမှန်းမှန်ရှူပြီးဒီကလာစောင့်နေတာပေါ့ဗျာစောင့်နေလို့ရှိရင်ဖြင့်ခန္ဓာကိုယ်ကိုစောင့်ပြီးအဖန်တလေးလေးစောင့်နေပြီဆိုမှဖြင့်ခန္ဓာကိုယ်က သူ့သဘောသူပြောလာလိမ့်မယ်ခန္ဓာကိုယ်ကြီးကအနိစ္စခန္ဓာကိုယ်ကိုသူဒီအဖန်တည်းလေးစောင့်ကြည့်နေပြီဆိုမှဖြင့်သူ့သဘောသူပြောတော့မယ်ကျုပ်ဟာအနိစ္စပါကျုပ်ဟာဒုက္ခပါကျုပ်ဟာအနတ္တပါကျုပ်ဟာအတုပပါလို့ခန္ဓာ၅ပါးတည်းကထူးထူးချွန်ချွန်ပြောပါလိမ့်မယ်ဒါလုံးတင်နေတာတော့ဒကာဓမ္မဒကာဓမ္မတော့အနိစ္စရှိတော့အနိစ္စပြောပြီ အနိစ္စဆိုတာဘာလို့လို့ဆိုလို့ရှိရင်ဒကာရမတွေခန္ဓာကိုယ်တွေကအသစ်ပေါ်လာတာဟူတွေ့ရဒကာရမတို့အနိစ္စပဲအသစ်ပေါ်ပြီးပြောက်သွားတာဟူတွေ့မြေကူကမရှိဘူးစောင့်ကြည့်နေတော့မှအသစ်ကလေးပေါ်လာပြီဒီအသစ်ကလေးပြောက်သွားတာဘာခေါ်ကြမလဲအခုနေမှာဗျာရလာလိုက်တာလေလက်မောင်းလေးမှာအခုမှရလာတာဆိုတော့သူအနိစ္စပေါ်လာပြီဒီရတဲ့နေရာမှာပြောက်သွားလို့ရှင်ဩော်ဒီဥစ္စာ ူသဘောသူပြောတာကိုတော့မဆိုနိုင်ဘူးလားတိုင်းနေရမတတ်နေမှာစိတ်ကလေးကတောင်ပြေးမြောက်ပြေးနေပြေးသွားတော့အင်းငါကောဒီပြေးတဲ့စိတ်ရှိသလားအခုမှပြေးတဲ့စိတ်ခန္ဓာကိုယ်ရဲ့ပေါ်ပြီးခန္ဓာကိုယ်ရဲ့ပြောက်တာလားအဲ့ဒီကဲလို့ပြတဲ့အခါကျတော့မှဩဒါပြန်စိတ်ရှိတဲ့ပုဂ္ဂိုလ်ကစိတ်ကလေးတွေကဩအခုပေါ်အခုပြောက်အခုပေါ်အခုပြောက်ဆိုတော့ဒါ ဘုရုပေါ်ရေဘုရုပြောက်တာတော့ဆိုတော့ဒကာဓမ္မတွေကမှတ်လိုက်တော့ခန္ဓာပေါ်ရေခန္ဓာပြောက်တာဘယ်လိုဆိုကြလဲဒါဖြင့်ခန္ဓာပေါ်ရေခန္ဓာပြောက်တာဆိုတော့ဩကိုယ်ခန္ဓာကြီးကပေါ်လိုက်ပြောက်လိုက်ဆိုတော့ဟုတ်တော်အဘာဝထင်တာအနေဆန်းဟုတ်တော်မမြင်ရရကပေါ်လာ၍မမျော်လင့်တဲ့နေရာပေါ်လာဟုတ်တော်မမျော်လင့်တဲ့နေရာပေါ်လာ၍ပေါ့ဗျာအဘာဝထင်တာဒီပေါ်တဲ့ ိုက်ပျောက်သွားခြင်းနေပဲနဲ့အနေဆံအနေဆာပဲမမျော်လင့်တဲ့နေရာပေါ်လာပေါ်တဲ့နေရာမှာဘာဖြစ်လို့အဲ့ဒါဘာခေါ်ကြဒါဖြင့်ဒီဥစ္စာဒကာရမတို့ဒီနေရာရလို့ဒီနေရာပေါ်ရင်လည်းပေါ်ဒီနေရာပျောက်ရင်ဘာဆိုကြအနေဆံဒီနေရာမှာဒကာနာရဲ့ဒီနေရာမှာပျောက်ရင်အနေဆံဒီနေရာမှာကြားရဲ့ဒီနေရာမှာပျောက်သွားရင်အနေဆံဒီနေရာမှာနာရဲ့ဒီနေရာမှာပျောက်သွားရင်အနေဆံ ဩဒါပြန်ဒီနေရာမမျောလဲနေနေရာမှာပေါ်လာတယ်ပြီးတော့ဒီနေရာပျောက်သွားတယ်ဒါရီယာအနိစ္စပဲလို့ဆိုတာစောင့်ကြည့်တဲ့ပုဂ္ဂိုလ်မှာခန္ဓာကပြောပါတယ်မှန်ပါပါစောင့်ကြည့်တဲ့ပုဂ္ဂိုလ်မှာဩခန္ဓာကပြောတဲ့ခါကျလေချင်းဒကာဓမ္မတွေကဩနှစ်ခုကဖះကလည်းဟောတယ်အနိစ္စလို့ဟောတယ်ခန္ဓာကလည်းအခုပြောဖို့ဟာဆိုပြီးဆုံးဖြတ်ချက်ချလိုက်တော့မှန်ပါဖះကဟော ဒီတရားဘယ်နဲ့ဆိုကြမှန်ပါဘူးမှန်ပြီမှန်ပဲဆုံးဖြတ်ရဲ့ကြားတာတမာရိတိမှန်ပါဘူးမဝင်လာတာလို့မှန်လိုက်မှန်ပါဘူးဘုရားကအနိစ္စဒုက္ခအနတ္တလို့ခန္ဓာကြီးမဟုတ်ဘူးလားမှန်ပါဘူးဗျာကိုယ်ကမလုပ်ရမလားမှန်ပါဘူးကြောက်ကြည့်နေတော့ခန္ဓာကမမျော်လင့်တဲ့နေရာပေါ်လာပြီးဒီကရဖြာခနဲ့ဖြာခနဲ့ပြောက်သွားတယ်မှန်ပါဘူးဖြာခနဲ့ဖြာခနဲ့ပြောက်သွားတော့ဩော်ဒါဘုရားကပြောတာပါလေမှန်ပါဘူးဗျာယုံကြတာမှန်ပါဘူး မှန်ကောမြင်မလားမြင်ပါပါအဲ့ဒါပါဆိုမလို့မှန်ပါပါအဲ့ဒီသမာဓိတွေကမဲ့ခင်၅ပါးနဲ့မြင်တာလို့မှတ်လိုက်ချင်ပါမှန်ပါပါဒါကလက်တွေ့တရားတွေဒကာဓမ္မတို့တဲ့ခမည်းတော်မှာဉာဏ်တွေ့တရားတွေဖြစ်အောင်လို့သေးသေးချာချာရှင်သာရိပုတ္တရာကြီးကတော့ဟောရှာလို့မိလင်နာပညာထဲမှာလဲပါပါတဲ့ ကာယမိမံမသရပရိဇာနာထခုနပုံနာကာယေသဘာဝံဝိရိဒ္ဓဝနာဒုက္ခကန္တံကရိတ္တိမင်းဒီလိုသာမြင်သမှရေကွာဒုက္ခဆုံးပါလိမ့်မယ်မှန်ပါဗျာမြင်နေမကြိုက်သေးစောင့်ကြည့်ပါမှန်ပါဗျာ gain ဒါဖြင့်ကိုယ်မြင်တဲ့တရားဓမ္မတွေစောင့်ကြည့်စောင့်ကြည့်ရလက်ကလေးကရခြေကလေးကရတရားဓမ္မတွေထိုင်းကြကဘာသာလားကုမဘောလားလားမှန်ပါဗျာရတဲ့နေရာမှာအပြောက်သွားတယ်တရားဓမ္မတွေ ဟုတ်တော်မမြော်နဲ့တဲ့နေရာဖြစ်ပေါ်လာ၏အဘဝတ္ထေနဣန္ဒိယ၌ရောက်သွားခြင်းဒီပဲနဲ့အိဋ္ဌံအိဋ္ဌပဲမှန်ပါဗျာဒကာရမတို့မြော်နဲ့တဲ့နေရာပေါ်လာလားမမြော်နဲ့တဲ့နေရာပေါ်လာလားမမြော်ပါဘူးဒကာတိကြိုးတာပေါ်ခြင်းပေါ်တယ်ဒကာတိရင်ကပေါ်ခြင်းပေါ်တယ်မှန်ပါဗျာဒကာတိနမေကပေါ်ခြင်းပေါ်ဒကာတိခြေဘွားကပေါ်ခြင်းပေါ်ခြေလုံးကပေါ်ခြင်းပေါ်ဆိုတော့ခင်ဗျားတို့မြော်နဲ့တဲ့နေရာပေါ်တော့ဘူးမမြော်နဲ့တဲ့နေရာပါလားမှန်ပါဗျာ အဲ့ပေါ်ပြီးတော့မမျော်လင့်တဲ့နေရာမှာပဲဗာပြစ်သွားပါလေ။ဩဒါပြင်းတယ်အဲ့ဒါဗာခေါ်ကြ။ညင်ကြရဲ့လားလို့ဆိုတော့စောင့်ကြည့်နေတဲ့ပုဂ္ဂိုလ်ကမြင်နေ။စောင့်ကြည့်နေတာကမဲ့ကင်ပါဗျ။ပဋိဖြာဝရိယစိုက်ပြီးပညာနဲ့ကြည့်ပြီးတမာရင်းနဲ့တည်ကြည်နေတာဆိုတာဝရိယလေးနဲ့လည်းမလျှော့တော့။စောင့်ကြည့်နေတာငါးပန်းနဲ့စောင့်။စိတ်ထဲကဘယ်ဟာပေါ်လာလားငါပြင်းနောက်ကလိုက်ဖြစ်အောင်လိုက်မယ်ဆိုတာစောင့်တာပဲ။ ဘယ်ပေါ်လာလာပေါ့ဗျာနောက်ကအသိလိုက်မယ်ဆိုရင်ပြန်ဒါပါဆုံးအဲဒါစောင့်တာပဲဆိုတာပေါ်လာဗလားအင်းရှိကတခုခုပြလို့ရှင်နောက်ကဖြင့်အင်းအမြဲတမ်းမိအောင်ဖမ်းမယ်ဆိုတာဒါစောင့်ကြည့်တာပဲတပည့်ကြတောင်းနေတဲ့လောက်ဆိုလို့ရှင်နှစ်ချက်တော့ပါပြီတဲ့ကဲခန္ဓာကြီးကဓမ္မတွေထိုင်ကြပြီဘုရားရှင်မဖြစ်စေအိမ်မဖြစ်စေ ။ဒိုင်းပြီးကလာနေတော့ခန္ဓာကိုယ်ကြီးကဒကာသေးပြောလိုက်မနော်ပြောလိုက်မယ်ပြောလိုက်မယ်ရှင်းဥတော်ဘာပြောမလဲလို့မေးတဲ့အခါကျတော့ရှင်းမင်းဩဆရာဘုန်းကြီးကလည်းမှားရှာတဲ့တို့ကိုကဲတင်တဲ့ဆရာဘုန်းကြီးကမှားရှာတဲ့တရားထုတ်တယ်လို့ဒီစိတ်ကလေးတော့မပေါ်ဘူးတရားထုတ်လို့မှားလိုက်တယ်မှားလိုက်တယ်ဆိုတော့တရားထုတ်ခြင်းတရားထုတ်လို့မှားလိုက်တော့တရားထုတ်ခြင်းလည်းစိတ်ကလေးတရားဓမ္မတွေတဏ္ဍာမလာဘူး လာလို့ရှိရင်သူရှိဥစွာပေါ်လာတာပဲတရားထင်နေတဲ့စိတ်ကလေးတော့ဝန်းနေပေါ်လာဘူးလားပေါ်လာပြီနဲ့တပြင်းနေတယ်ခொနဲ့ကစောင့်ပြီးဒီကရနောက်ကတခုသာပေါ်ရင်လိုက်မယ်ဆိုတာကခொနဲ့အာထုတ်ခြင်းနဲ့စိတ်ကလေးရရှိရှိမရှိကဲထားလိုက်ဒါဖြင့်အာထုတ်ခြင်းနဲ့စိတ်ကဘာလို့အနေစာစောင့်ကြည့်နေတာကနောက်ကလိုက်တာကမက်ကပဲနောက်ကလိုက်တာလဲသဘောပါကြ ဩဒါဖြင့်ဒီလိုလိုက်တဲ့အခါကျတော့တရားရှားရသေးသလားအာထုတ်ကျင်တဲ့စိတ်ကလေးကအနစ်ဆရယ်လို့သူရှင်းစွာလာပြောမှန်ပါဗျာအာထုတ်ကျင်တဲ့စိတ်ကလေးကဘယ်လိုလာပြောပါလဲအနစ်ဆရယ်အနစ်ဆရယ်လို့သူကလာပြောတော့ကျေတော့ကနောက်ကနေပြီးမက်ကနဲ့မိအောင်ခံလိုက်မှန်ပါဗျာသူကအနစ်ဆရယ်လို့ပြောတော့နောက်ကကျေတော့မက်ကနဲ့မိအောင်ခံလိုက်တဲ့အခါကျတော့ဒါသတိထားဝရိယစိတ်ပညာနဲ့စောင့်နေတဲ့ပုဂ္ဂိုလ်မျိုးဥပ္ပံပေါ်တာပါလားမှန်ပါ ဒါပင်တရားထုတ်ခြင်းနဲ့စိတ်လေးကဖြစ်ပြဲစောင့်ပြီးမေ့အောင်ဖမ်းတာကမက်ကဖြစ်ပြီးကလာနေတော့ဟိုဒီကစပြီးကလည်းစပြီးမိပြီဆိုရင်ဖြင့်မပေါ်တရားဓမ္မတွေမလျှော့နဲ့တော့ကဲဆရာဘုန်းကြီးကရှူတဲ့စိတ်လေးရှိရှူတယ်ရိုက်တဲ့စိတ်လေးရှူတယ်ဆိုပထမတစ်ချက်မိပြီးတော့အကုန်မိပါတရားထုတ်ခြင်းနဲ့စိတ်ကလေးပေါ်လာတော့သူဟာတရားဓမ္မတွေစဉ်းစားကြည့်ငကိုယ်ကရှိတယ်လားကုမတိနေရာပေါ်လာတာ ဘူးမပေါ်လာတဲ့နေရာမှာဟုတ်တော့အဘောဒေနာနေဆန်းဆိုရင်ဒါလေးကပြောင်းမသွားပဲဘူးအဲ့ဒါလေးကစရှုအဲ့ဒါလေးစောင့်နေတဲ့မက္ကငါးပါးနဲ့ရှုလိုက်ရှုလိုက်တော့တရားထုတ်ခြင်းနဲ့စေကအနေဆာမရှိမှန်းသိတာကမက္ကဆိုတော့ဒကာဝငါးချက်ပါသွားပြီဥပဒနာမက္ကငါးချက်ပါသွားပြီမပါသေးဘူးလားခန္ဓာနဲ့ညာနဲ့တည့်သွားခန္ဓာကဝိညာဉ်နဲ့ခန္ဓာ စိတ်ဆိုတာဝိညာဉ်နဲ့ခန္ဓာဟောဒီကညာနဲ့တဲ့မသွားဘူးလားဒါဖြင့်ခန္ဓာနဲ့ညာနဲ့တဲ့တော့ဩခန္ဓာကအနိစ္စလို့ပြောတော့ညာကလည်းအနိစ္စလို့ခေါင်းမြင်လိုက်အနိစ္စပါလားလို့ခေါင်းမြင်လိုက်အဲဒီလိုခေါင်းမြင်လိုက်တော့ဘုရားကလည်းဟောခန္ဓာကလည်းပြောတော့ဒီထဲမှာတရားဓမ္မတွေခမရတဲ့အမှန်ဆုံးရချက်မချနိုင်ဘူးဒါဖြင့်ဒီအမှန်ဆုံးရချက်ချတာဗာရိတိမှန်ပါဘူး သမာဓိဋ္ဌိဆိုတော့သမာဓိဋ္ဌိဖြင့်ဖြစ်တယ်လို့မောင်းမိနေအဖို့နဲ့ကမဲ့ကငါးပါးပါဖြစ်တယ်။ကျန်တဲ့၄ပါးပါဖြစ်တယ်။သဘောကျ။အဲ့ဒါဥပဒနာမဲ့ရပြီလို့အောင်းမိရော။သဘောကျလား။ဒီလိုမသိရင်မဖြစ်ပါလားဆိုတာပေါ်လာတော့လေ။မသိရင်မသိရင်ဒီကရမတဲ့ထိုင်ရတယ်ဆိုလို့ထိုင်မှာပဲ။ထိုင်လေးဒီကရဘာမှမတွေ့ပါဘူးလို့ဆိုပြီးပြန်လာမှာပဲ။ အခုတော့မတွေ့ကြရှိသေးလားထိုင်ရင်တဲ့စိတ်ကိုရှိတတ်ကျุလိုက်ထိုင်ရင်တဲ့စိတ်ကိုရှိမရှိကြည့်လိုက်သမ်းပါမရှိတာပါကောင်းမဲသိတာပါကောင်းမဲအဲဒါမရှိမရှိတာကအိဋ္ဌာသိတာကမေကသိတာကသမှုတရားဒါဒီတိုင်းသွားရမှာဒီစိတ်ကဖြစ်ဖြစ်ဆိုတော့ဒီကမဲ့ဆိုတော့ငါစိတ်ဆိုတဲ့ဒိဋ္ဌိလာသေးရဲ့ဒါကြောင့်မရှိတာက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  သိတာကသိတာကအေးရမှာကနိရောဓရမှာကတော့ဒီဒိဋ္ဌိထုတ်တယ်ဆိုပထမနိဗ္ဗာန်ရမှာပဲကဲမရှိတာကသိတာကသိတာကအေးရမှာကသူကတန်းနေတာဗုဒ္ဓဃာမတို့ကမလုပ်ကြလို့သာခဲ့နေတာဥက္ကမရှင်းမလားနောက်ကဓမ္မတွေရှင်းကြရလား ဟောဒါပြင်ငါတို့အကြီးဆုံးလက်ဆောင်ဆရာဘုန်းကြီးကပေးနေတာငါတို့မယူရလို့ရှင်ပြင်ငါတို့ရှင်နဲ့အမွဲပဲကြံရင်တော့မယ်ဆိုတော့ဆုံးမြတ်ချက်ချရအောင်ယူပါ